်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမကွေးတိုင်းစိတ်ဖြူမြို့နယ်မှာမတ်လ9ရက်နေ့မနက်ပိုင်းကစစ်ကောင်စီရဲ့စစ်တပ်လေဒီနှစီပြစ်ခတ်ခံရပြီးလေဒီမောင်းသူတို့အထံရရှိခဲ့တယ်လို့မြိုင်မြို့နယ်ပကဖကပြောပါတယ်စိတ်ဖြူမြို့နယ်အခြေစားကပါစာ22ကနေတက်လာတဲ့စက်တက်လေဒီနှစ်စီးကို ပြည်သူ့ကွယ်ပူပေါင်းတပ်ဖွဲ့တွေက ပိုင်းဖိုင်တနက်နဲ့ပြစ်ခတ်ခဲ့တာလို့မြိုင်ပကဖရဲ့ပြန်ကြားရေးတာဝန်ခံက DVB ကိုပြောပါရယ်တိုက်ခိုက်မှုတွင်စစ်ကောင်စီရဲ့ပါရာမော်တာမောင်းနှင်သူစစ်ကောင်စီတပ်သားတရပေါင်ကိုကြီးစံထိမှန်ပြီးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့တက်တင်းသတင်းပေးတွေကတဆင့်သိရတယ်လို့လည်းပြောပါရယ်အဲ့ဒီပါရာမော်တာနှစည်းကိုပြစ်ခတ်တဲ့အချိန်မှာတစည်းကဆက်လက်တွင်နဲ့ပြစ်ခတ်ပြီးနောက်တစည်းကတော့ကင်းထပုံစံမျိုးပြန်ဝဲကဆက်လက်ပြန်သန်းနိုင်ခြင်းမရှိတော့တာကြောင့်ကပ္ပဆာ22ထဲကိုပြန်လည်ဆင်းသက်သွားတယ်လို့ပြောပါရတယ်။ တိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ DVB ကတိကျအတိအမပြုနိုင်သေးပါဘူးခင်ဗျာ။ကြားဖြန့်လုပ်ငန်းတွေကတရုတ်နိုင်ငံသား1439ရာခုမက်ရှလာချာနေ့ကနေ9ရက်နေ့ထိအတုလိုက်ခွဲပြီးဒုတိယအကြိမ်ဖြစ်နေရပြန်ပို့ပြီးတော့မယ်လို့ခရီးနှကြားဆောင်တဲ့ BGF ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးနိုင်မောင်စောက DVB သတင်းဌာနကပြောပါရတယ်။ အဲ့ဒီတရုတ်နိုင်ငံသား1439ရောက်ကိုလေရင်နဲ့16ခေါက်လာရောက်ခွင်မှာဖြစ်ပြီး6ရက်နေ့နဲ့9ရက်နေ့တွေမှာလေရင်6ခေါက်စီနဲ့လူပေါင်း900ကျော်ကိုခေါ်ယူသွားမှာဖြစ်ပါတယ်။ဒါအပြင်10ရက်နေ့မှာလေရင်6ခေါက်9ရက်နေ့မှာတစ်ခေါက်စုစုပေါင်းလူရေ900ကျော်ကိုလာရောက်ခွင်မှာဖြစ်တယ်လို့ဆိုပါတယ်။ကရင်နယ်ခြားစောင်းတဲ့ BGF ကကြားဖြတ်လုပ်ငန်းတွေကိုဝင်ရောက်စီးနင်းပြီးနိုင်ငံပေါင်း30ကျော်ကနိုင်ငံသားပေါင်း 9000ကျော်ကိုတက်ဆိုင်ရာနိုင်ငံတွေစီကိုလွှဲပြောင်းပေးနိုင်ရေလှုပ်ဆောင်နေတယ်လို့ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကထုတ်ပြန်ပါတယ်။လက်ရှိမှာတော့ကြားဖြတ်လုပ်ငန်းကနေဖန်ဆီးထိမ့်သိမ်းထားတဲ့လူရည်များပြားလို့သူတို့တွေကိုထိမ့်သိမ်းဆောက်ရှောက်ရေးမှာအခက်အခဲရှိနေတဲ့အတွက်ကြားဖြတ်လူမောင်ခိုပပပြောင်းနေနေရေးအထူးအဖွဲ့ရဲ့လုပ်ငန်းဆောင်တာတွေကိုယာယီရန်နာထားရတယ်လို့ဘုံမူးနိုင်မှဆိုကပြောပါတယ်။ကရင်ပြည်နယ်နယ်ကြားဆောင်တဲ့ BGF ဗဟုအကြံပေးတဲ့ကိုယ်ခွဲအဖွဲ့က ကြားဖြန့်လူမန်ခိုပပျောက်နေနေအထူးဖွဲ့ကိုဖေဖိုင်လာ၁၂ရက်နေ့ကဖွဲ့စည်းလိုက်တာဖြစ်ပါတယ်ခင်ဗျာတရုတ်လက်နက်ကိုင်ကျေးစားစစ်သားတွေကြောက်ဖြူမျိုးကိုပြီးခဲ့တဲ့ရက်ပိုင်းမှာပဲရရှိလာပါတယ်စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေကိုတရုတ်လုံခြုံရေးတပ်ဖွဲ့တွေရောက်လာတဲ့အတွက်အကျိုးဆက်ဘာတွေရှိနိုင်မလဲလေးလာသူတွေရဲ့သုံးသက်ချက်ကိုကေခိုင်ကစူးစီးတင်ဆက်ပေးထားပါရခင်ဗျာ။ ေဖော်ဝါရီလ28ရက်နေ့မနက်ပိုင်းမှာပဲရန်ကုန်လေးစိတ်ကနေတဆင့်ကြောက်ဖြူမျိုးကိုစစ်ကောင်စီကတရုတ်လုံခြုံရေးကြေးစားစစ်သား25ရောက်ကိုပို့ဆောင်ခဲ့တယ်လို့စစ်ကောင်စီနဲ့နင်းဆက်တဲ့အသားဝိုင်းကပြောဆိုကြသလိုဒေသခံတွေကလည်းအတည်ပြုပြောကြပါတယ်။ကြောက်ဖြူကိုလျှင်နေတဲ့တရုတ်စစ်သားလို့ပြောတာပဲလုံခြုံရေးကိုသူတို့ဆိုတာကလုံခြုံရေးကမှ25ရောက်ပါသွားတယ်လို့ဒီနေ့7နိုင်လေးနဲ့မှာခဗျ Batch Pipeline လုံခြုံရေးတဲ့ Security အကောင်တွေပါသွားတယ်လို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၈ရက်ရက်နေ့မှာစစ်ကောင်စီကနိုင်ငံသားသားတွေကိုလုံခြုံရေးဝန်ထမ်းအဖြစ်ခန့်အပ်နိုင်ရဲဆိုတဲ့လက်နက်ကင်ဆောင်ခွင့်ပါတဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတစ်ကိုပြဋ္ဌာန်းထားပါတယ်။ပဋိပက္ခတွေအဖြစ်များတဲ့တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုလန်မှာစီမံကိန်း BRI တွေအခြေစိုက်တွေဒေတာတွေမှာတော့တရုတ်နိုင်ငံရဲ့နိုင်ငံသားရှင်နီမြုံနယ်မှုနဲ့တရုတ်နိုင်ငံသားတွေကိုအကာအကွယ်ပေးဖို့အတွက်တရုတ်ကပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ PSC တွေကိုအသုံးပြုလက်ရှိပါတယ်။ တိပခါတွေဖြစ်နေတဲ့မြန်မာနိုင်ငံမှာသူတို့ရဲ့လုံခြုံရေးနည်းပညာတွေကိုအသုံးပြုပြီး electronic ကင်းထောင်စနစ်တွေတက်ဆင်လာနိုင်တာကြောင့်စစ်ကောင်စီကပြည်သူတွေအပေါ်မှာဖိနှိပ်ချုပ်ချယ်မှုတွေပိုပြင်းထန်လာနိုင်တယ်လို့တရုတ်လုံခြုံရေးကုမ္ပဏီတွေနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံဆိုင်ရာအကြီးအကဲ Antonio Gracivo ကပြောပါတယ် So these companies um have uh sort of IT people they OPSC တွေအနေနဲ့မြန်မာအစိုးရကိုကင်းထောက်နေပညာတွေနဲ့ပတ်သက်ပြီးသင်ကြားပေးနိုင်တာပါ ဒီကုမ္ပဏီတွေမှာမျက်နှာကိုမှတ်သားနိုင်တဲ့လုံခြုံရေးနည်းပညာတွေ digital anti cap တွေရှိပါတယ်စစ်ကောင်စီအနေနဲ့ဒီနည်းပညာတွေကိုအသုံးပြုပြီးရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေမှာဖြစ်စေနေပြည်တော်မှာဖြစ်စေ electronic ကင်းထောက်စနစ်တွေတက်ဆိုင်လာနိုင်ပါတယ်ဒီကုမ္ပဏီတွေကအခုလိုကင်းထောက်နည်းပညာကိုလက်တင်အမေရိကနဲ့အာဖရိကနိုင်ငံတွေကိုလည်းပံ့ပိုးပေးခဲ့ပူပါတယ်အဲဒါကြောင့်ပြည်သူတွေအပေါ်စစ်ကောင်စီရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေပို့ပြီးတော့ပြင်းထန်လာနိုင်ပါတယ် ြည်သူလူထုကိုထိန်းချုပ်တဲ့နေရာမှာလက်ရှိရှိနေတဲ့ဟာကွက်တွေကိုမုံမှန်ပြင်ဆင်လာနိုင်တာတွေရှိပေမဲ့စစ်ပွဲရဲ့ရလဒ်ကိုတော့ပြောင်းလဲနိုင်လိမ့်မယ်လို့မထင်ပါဘူး။တဖက်မှာလည်းအခုလိုကြောက်ဖြူမျိုးမှာတရုတ်လုံခြုံရေးကြေးစားစစ်သားတွေရောက်ရှိနေတာဟာတရုတ်နိုင်ငံပိုင်စီမံကိန်းတွေကိုကောက်ွယ်ဖို့ဖြစ်တယ်လို့တရုတ်အရေးကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်တွေရှိနေပါတယ်။တရုတ်အရေးကျွမ်းကျင်သူတယောက်ကိုစားဒီပူပီသတင်းထောက်ကအတန်ဖက်ကြားပေးထားပါတယ်။တရုတ်အစိုးရကသူ့ရဲ့ပုံရိပ်ကို အထူးသဖြင့် BRI လိုစီမံကိန်းတွေရှိတဲ့နေရာမှာထိမ့်သိမ့်နေတာဖြစ်တာကြောင့်တရုတ် PSC တွေကိုစစ်တပ်အသွင် အခြားဆိုရတရက်ကိုကူပြီးတိုက်ပေးတဲ့နေရာမှာအပိတ်ဖို့တော့ဖြစ်နိုင်ချေနေပါတယ်။သူ့အနေနဲ့ယူရတာကစစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့နေရာတွေကတရုတ်စီမံကိန်းတွေရဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက်ယူရတယ်လို့ယူဆလို့ရပါတယ်။ နိုင်ငံတကာလုံခြုံရေးကုမ္ပဏီတွေမှာပုဂ္ဂလိကစီရဲကုမ္ပဏီ private military company PMC နဲ့ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ PSC ဆိုပြီးအမျိုးအစားနှစ်ခုရှိပါတယ်။ PMC ကတော့စီရဲဆိုင်ရာကိစ္စတွေပဋိပက္ခတွေမှာဓာတ်ရိုက်ပါဝင်ပတ်သက်ပြီးတော့တိုက်ခိုက်ရေးဆိုင်ရာဝန်ဆောင်မှုပေးတာဖြစ်ပြီး PSC ကတော့စီးပွားရေးနဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်အခြေခံအဆောက်အအုံလုံခြုံရေးဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာတွေကိုအကာအကွယ်ပေးတာပဲဖြစ်ပါတယ်။ ိုင်ငံတော်တော်များများမှာနိုင်ငံသားတွေကိုလက်နက်ကင်ဆောက်ခွင့်မပြုတာကြောင့်တရုတ်က PSC တွေအနေနဲ့လက်နက်ကင်ဆောက်ခွင့်မရှိပေမဲ့မြန်မာနိုင်ငံမှာတော့စစ်ကောင်စီရဲ့ပုတ်ကလစ်ကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေသစ်အရလက်နက်ကင်ဆောက်ခွင့်ရဖို့ရှိနေပါတယ်။ဒါပေမဲ့ဒီအခြေအနေဟာတရုတ်အစိုးရအနေနဲ့ဝင်ရောက်ဆွတ်ဖက်မှုရှိတယ်ဆိုတာကိုပြောဖို့ခက်ခဲတဲ့အနေအထားမှရှိနေသေးတယ်လို့နိုင်ငံရေးလှလှသုံးသပ်သူတွေကပြောဆိုကြပါတယ်။ တရုတ်အစိုးရနဲ့ငားဟုတ်ပဲနဲ့ဒီကြောက်ရှူမှာရှိတဲ့ကုမ္ပဏီကနေပြီးတော့ဒီ BMC ကိုငားတဲ့သဘောမျိုးပေါ့နော်။အဲ့အားမျိုးဆိုတော့ဒါကတရုတ်နိုင်ငံအဆက်ဖက်တယ်ဆိုတာမျိုးကိုကြိုးအားခတ်တယ်ပေါ့နော်။တကယ်တမ်းကတော့တရုတ်ကုမ္ပဏီနှစ်ခုကြားမှာ ဒါသဘောတူညီနှစ်ခုလို့ပြောရရင် KBMC ကိုတရုတ်ကမငားပဲနဲ့တခြားကုမ္ပဏီတစ်ခုအရလုံခြုံရေးအနေနဲ့ငားမယ်ဆိုရင်ငားလို့ရရပေါ့နော်။ဒါတစ်ဖက်မှာကြာလေတရုတ်အစိုးရမဟုတ်ပဲနဲ့ပေါ့ဒီတရုတ် PMC ကိုမြန်မာစစ်တပ်ကနေပြီးတော့ငားရန်အသုံးပြုတာမျိုးလည်းလုပ်ရင်လုပ်လို့ရတယ်ပေါ့။ဒါကတော့ PMC တစ်ခုကဘလောက်အနေထားတော့ထိသူတို့ကသွားလို့ရလဲမရဘူးလဲဆိုတာကတော့ဒါကြောက်ခတ်တယ်ပေါ့နော်။ လက်ရှိရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတော့တရုတ်နိုင်ငံပိုင်မြန်မာတရုတ်ရင်းနဲ့ပိုင်လိုက်စီမဲကိန်းရင်းနဲ့စိတ်ကဲစီမဲကိန်းအထူးစီးပွားရေးဆောင်စီမဲကိန်းအပါအဝင်တရုတ်စီမဲကိန်းများစွာရှိနေပါသည်ကျွန်မကေခိုင်ပါနောက်ဆုံးပေါ်ရွှေကွန်ချာဒုံးကြီးကကွယ်စနစ်အတွက်ငွေကြေးထောက်ပံ့မလားဆိုတဲ့မေးခွန်းကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကွန်ဂရက်မှာမေးမြန်းခဲ့ပါတယ်။ထရန့်ဟာဇန်နဝါရီလ20ရက်နေ့ကကွန်ဂရက်ပထမဆုံးချိန်မင်းခွန်းပြောကြားခဲ့တဲ့အချိန်မှာမေးခဲ့တာပါ။ စစ်တေနာပတိတယောက်အနေနဲ့အနာဂတ်မှာအစွမ်းထက်ဆုံးစစ်တပ်ကိုတည်ဆောက်ဖို့ပြင်မှတ်ထားနေပြီး ပထမအဆင့်အနေနဲ့အမင်းမြေကိုကာကွယ်ဖို့နောက်ဆုံးပေါ်ရွှေကွန်ချာဒုံးကြီးကာကွယ်စနစ်အတွက်ငွေကြေးပံ့ပိုးမလာဆိုတာကိုမေးချင်တယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ထရန့်ရဲ့၆ပတ်တာဒုတိယသမ္မတတက်တံမှာအမေရိကန်နိုင်ငံရဲ့ policy လုံးဝပြောင်းလဲမှုဝန်ထမ်းတွေထုတ်ပယ်မှုနဲ့မဟာမိတ်တွေနဲ့ကုံသွယ်မှုစစ်မိစမွေးမှုတွေကြောင့်သူ့ရဲ့ပထမဆုံးလွတ်တော်မင်ကွန်မှာအတိုက်ခံပါတီရဲ့ဆန္ဒပြမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ထရန်ရဲ့ကွန်ကရစ်မေကွန်းမြောက်ကျနေချိန်မှာအတန်သေးတန်ကြာအဟေချင်းဆန္ဒပြစာရန်ကန်ဆောင်ခြင်းနဲ့မေကွန်းပြောင်းနေချိန်ထွက်သားခြင်းတွေကိုဒီမိုကရက်တစ်အမတ်တို့ကပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာ DVB ရုံးမြန်တန်ကြာရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဆွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ thank you